ညောင်းကတော့လေခုချိန်လေးကိုကိုမလုံးချင်မဲ့လုံးခရရတဲ့လုံးတော့တိတ်မရှိဘူးကိုကိုရကဟိုလိုလိုချင်ချင်နဲ့အဲလုံးခဲ့တဲ့လက်ခံခဲ့တဲ့ဇက်ကားတွေပဲများပါတယ်အဲဒီကားလေးကိုရိုက်ဖို့အတွက်ဒီ character ဒေါ်သုံးရဲ့ character ကိုအဲရေယုံကြည်ကြည်နဲ့အမောက်ကိုအနံပေးခဲ့တဲ့ director ကိုရတ္တာပေါ့နော်ကိုရတ္တာကိုကျေးဇူးတင်ပါတယ် အဲသူကြောင့်လည်းဒီကားထဲမှာဇက်ဝင်တေးကိုကိုယ်တိုင်ဆိုပြစ်သွားတာပါဆက်စားကြည့်ရတော့ဆိုဖို့အစီအစဉ်မရှိဘူးပေါ့နော်နောက်ခါကျတော့အမဒီထဲမှာဆိုရမယ်ဆိုတော့ အဲဆိုကြည့်ပါလားတဲ့အမားတဲ့အမကိုယ်တိုင်ဆိုရင်တော့ပိုကောင်းမယ်ထင်တယ်ဆိုတော့ကဲဒါဆိုရင်အမစူးစားပြီးတော့ဆိုကြည့်မယ်ဒါပေမဲ့အမအဲဆိုထားတဲ့တခြင်းဟာဒီဇက်ကားကြီးအတွက်ကိုဟိုအထောက်ကူမဖြစ်ဘူးပေါ့နော်အထောက်ကူမဖြစ်ဘူးလို့ထင်ရင်တော့ပေါ်ရတာတခြားတယောက်ကိုပြောင်းဆိုခိုင်းပါလို့အော်ထောက်ကူဖြစ်တယ်ဆိုရင်တော့တုံးပါပေါ့နော်ဆိုပြီးတော့အဲ့ဒါနဲ့ပဲဒီတခြင်းလေးကိုဆိုပြသွားတာပါ ဲဆိုတဲ့ခါကျတော့လေအဲဒီကားတကားလုံးရဲ့ဝတ်စုံတွေအားလုံးကမန်လေးကအဲဒီဇိုင်နာကိုမျိုးမင်းစိုးနဲ့ကိုထွန်းထွန်းနဲ့ကတကားလုံးစာသူကစီစဉ်ပေးတာပေါ့ သူကဒီကားရိုက်မယ်ဆိုတဲ့ခါကျတော့ကိုကိုထွန်းထွန်းလေးအဓိကတော့ကိုထွန်းထွန်းလေးကသူကတကယ်ကိုစိတ်ဝင်တစားနဲ့အမဒီကားကြရင်ကျွန်တော်ဟိုဟာလုပေးပါမယ်ဆိုပြီးတော့သူတို့အားလုံးအဲစိတ်ကိုနှိပ်ပြီးတော့လေသူ့ဇာညွန့်နေကြိုးပို့ရတယ်အခန်းစီရီယာကြိုးပို့ရတယ်ဘယ်ခါမှဘလို့ကိုထွန်းထွန်းလေးရယ်ဆိုတော့အဲသူကတေချာအမအတွက်ကိုစီစဉ်ပေးခဲ့တာပေါ့နော်စီစဉ်ပေးခဲ့တော့ဝေစားကိစ္စနဲ့မန်လေးသွားရင်းနဲ့ အမဒီတခြင်းဆိုရမယ်ဆိုတဲ့အခါကျတော့ဟဲ့ဟလာရဲ့ဒါဆိုရင်ကိုထွန်းထွန်းလေးကသူ့ရဲ့ဆ iam မရှိတယ်ရင်ကျင်းမှုကအဲဆ iam အမေထိတ်သီးတန်းတန်းပေါ့အမေထိတ်သီးတန်းတန်းနဲ့အမဟိုဟာတင်လိုက်ပါလားဆိုတော့ okay တင်မယ်ပေါ့ဆိုတော့ကိုကလည်းတင်ချင်တယ်လေဘာလို့ဒီတခြင်းနေဆိုတာကို့အတွက်အဲဟိုကခိုက်မရှိပဲကို့ကိုဆရာလုပ်ပေးမဲ့လူမရှိပဲကိုကိုယ်တိုင်အလုပ်ဆိုလို့မရတဲ့တခြင်းနေပေါ့ဆိုတဲ့အခါကျတော့ ဲ့ဒါနဲ့ပဲအမေထိတ်သီးတန်းတန်းနဲ့ကိုကစိုးပြစ်သွားတယ်ပေါ့ပြီးရခါကျတော့လေဒီအတန်အတွင်းနဲ့ခါတော့ကိုပိုနိုင်ကိုပိုနိုင်ကလည်းတရောကိုစိတ်ရှိလက်ရှိနဲ့အတန်ဖန်းနာကိုစိတ်ရှိရှိနဲ့လုပ်ပြီးခဲ့တာပါ ဟိုဘုံနိုင်ရောအဲ့အတပ်ဖန်းတဲ့ engineer အဖွဲ့အားလုံးကျေးဇူးတင်ပါတယ်အားလုံးကအမောက်ကိုချစ်ခင်စွာနဲ့ဟိုဝိုင်းမီပံ့ပိုးပေးခဲ့ကြလို့ဒီလိုတတ်တတ်ရရလေးဖြစ်သွားတာပေါ့နော်ဒီကားမှာလေအမအစကားတွေလည်းအသိအများကြီးတော့မပြောရဘူးပေါ့နော်မပြောရပါမဲ့အဲကိုယ့်ရဲ့ဟိုအမှုရာတွေနဲ့ပုံသေုပ်ဆောင်ရတာပုံများပါတယ်ပြောရတဲ့အခန်းနဲတယ်ပေါ့ဆိုတော့အာအကုန်လုံးတော့ဒီကားထဲမှာကိုကိုရိုင်းလဲအားရတယ်ဒါပေမဲ့အားရဆုံးကိုပြောမယ်ဆိုရင်တော့အာ ဖုန်းဆရာတော်စီမားလေးသွားလျှောက်တဲ့အခန်းလေးရယ်ပြီးတဲ့အခါကျတော့ဒီနောက်ဆုံးအခန်းလေးပေါ့နော်အဲ့အခန်းလေးကိုတော့ကိုကိုရဲအားရတယ်အဲကိုကိုရဲလည်းကြည်ပြီးမျက်ရည်လေးကျအော်ဒီမှာတော့ဘယ်သူမှမရှိပါဘူးအမဟိုအမကိုသိဆောင်နေနေပဲတိတက်ငားတာပါရှင့်သူကအချစ်တာမမှန်ဘူးပေါ့နော်ပြောရလို့ရှင်တော့သူ့ရဲ့အတ္တတွေလောဘတွေအဲ့ဓာတွေနဲ့ဟိုလူတယောက်ကိုချစ်တဲ့အခါမှာပူလောင်စေတယ်သူကိုယ်တော်လည်းသူကိုယ်တိုင်လည်းပူလောင်ရသလိုအမျက်ဆန်ကလေသူကိုယ်တိုင်လည်းပူလောင်ရသလို ပတ်ဝန်းကျင်ကိုလည်းပူလောင်စေတယ်လေဆွဲခါကျတော့ဟိုဒီလိုလောဘတွေအတ္တတွေမာနတွေနဲ့အဲ့လိုတွေချစ်တဲ့ချစ်တရားမကောင်းဘူးပေါ့အဲ့ဒါတွေအဲ့ဒါလေးကတော့သင်္ကန်းရသင်္ကန်းစာယူစရာပေါ့အော်အမကတော့ကြိုက်ပါတယ်တကယ်သူ့ကိုလည်းဟိုဟာဖြစ်တယ် လေးစားတယ်သူ့ကိုလည်းဘယ်လိုပြောချစ်ကျူတယ်ပေါ့ချစ်ကျူတယ်တချို့ဆိုတရုတ်ဆောင်တွေတော်တော်များများတော့အဲကျွန်တော်ဒါလေးကျမကိုကျွန်တော်ဒါလေးဖြည့်ပေးပါကျွန်တော်ကအဆုံးနေဟိုသွားမယ်ဆိုအဲ့ဒါကြတော့ဟို အဲ့ဒါကကြတော့လေကိုကိုရိုင်းရဲ့အတ္တလို့မြင်တယ်တယုတ်ဆောင်တယောက်ရဲ့စိတ်ကိုဝင်သွားတယ်ဟိုအပြင်ကမင်းသမီးမင်းသားစိတ်ပေါ့နော်ဆိုတော့တယုတ်ဆောင်တယောက်ဖြစ်လာခင်ဒီကာရိုက်တာကဘာလဲဆိုတော့ကာရိုက်တာကိုသိအောင်ကြိုးစားဖို့လိုတာပေါ့ဒီကာရိုက်တာကဒီကာရိုက်တာပေါ်မှာတစ္ဆာရှိပြီးတော့မှဒီဇာတ်ရုပ်ပေါ်မှာတစ္ဆာရှိပြီးတော့မှโอเคဒီလူကပြန်ကောင်းလို့လည်းမရဘူးလေအဲ့ဒီဟာကိုအပြင်ကကိုယ့်ရဲ့ သေယုတ်ဆောင်ဆိုတော့နာမည်နဲ့ဒီဒီစိတ်ကြီးနဲ့သွားကြည့်လို့မရဘူးပေါ့နော်ဆိုတော့ဒီကားထဲမှာတော့သူကအဲ့လိုမျိုးလေးသူသူ့အတွက်အဖြစ်လုံးဝမရှိဘဲနဲ့ဒီအောင်မျက်စံကာရိုက်တာကိုအဆုံးအထိစိုးစိုးသွားတယ်လေဆိုတော့ဒါသူသူရရဲတာလဲသူ့ကိုချီးကျူးပါတယ်မျိုးကတော့လေခုချိန်လေးကိုမလုံးချင်မဲ့လုံးခရရဲလုံးတော့တိတ်မရှိဘူးကိုကိုရဲက ဟိုလူလူချင်းချင်းနဲ့အဲလုတ်ခဲ့တဲ့လက်ခံခဲ့တဲ့ဇက်ကားတွေပဲများပါတယ်။ဒန်လော့မပါဘဲနဲ့အမူအရာနဲ့လူတယောက်ကို ပြောရတာပိုခက်ခဲတယ်လေ။ပိုခက်ခဲတဲ့ခါကျတော့အဲ့ဒီဟာမျိုးကိုလှုပ်ပါတာကိုကိုရန်ကလည်းကြိုက်တယ်။အဲပြောလဲပြောတယ်အဲ့ဒါမျိုးပို့ပြီးတော့ကိုကိုရန်ကိုကိုရန်လည်းအမြဲစူးစမ်းနေရတာကိုစူးစမ်းနေတဲ့ခါကျတော့ကို့အတွက်ပိုစူးစမ်းခြင်းနဲ့စိတ်ဖြစ်စေတယ်လို့ထင်ပါတယ်။ အာတချင်းကိုပြန်တင်တဲ့အခါတော်တော်ခက်ခဲတာဒီလားအဲ့တချင်းတွေကလေအော်လို့အဲ့ခါကျတော့မှဆိုတော့မှနားထဲမှာနားထောင်လိုက်လို့ရှိရင်တော့ဒါလူရိုးပဲမြန်မာတန်တချင်းတွေနားထောင်နေမှာကိုလည်းအမြဲတမ်းမြန်မာတန်တချင်းတွေနားထောင်ပါတယ်ကြိုက်လဲကြိုက်တယ်အဲဆိုတော့တကယ်လဲဆိုကြည့်ရဲ့အခါမှာလေ तू ကတော်တော်ကိုဟိုလေးနက်တယ်ဆိုရတာလည်းတော်တော်ခက်တယ်ဆိုတော့အမေထိတိတဲ့တန်းကိုတကားကိုကျေးဇူးတင်တယ်အမောက်ကိုဆိတ်ရှိရှိနဲ့ကိုလေးသေးချအဖိအဖော့ပေါ့နော်အဲ့ဒါကြီးအကုန်လုံး तू ကပြောပြတယ်ပေါ့နော်အဲနောက်ဆုံး ဒီဟိုဟာပြောပြောညွန့်တခြင်းပေါ့နောက်ဆုံးခံလေးရဲ့တခြင်းဆိုလို့ရှိရင်အဲ့တခြင်းကိုသိနေချိန်မှာကိုကအဲ့ဒေါ်တော်ရဲ့မှုရဝင်သွားတာဒေါ်တော်ရဲ့မှုရဝင်ပြီးအဲ့တခြင်းကိုဆိုတဲ့အချိန်မှာစိတ်ကအဲ့လိုကြီးဖြစ်သွားတော့အဲအတန်းအဲ့လိုဖြစ်သွားတာပေါ့အဲဒီကားလေးကဟိုမျိုးတို့တွေလူပညာမောင်နှမတွေပေါ့နော်အကုန်လုံးစိတ်ရောကိုယ်ရောအတုခွန်ဆိုင်နေစိတ်တည်နေပြီးတော့စူးစမ်းထားကြတဲ့ကားလေးပါ အဲ့တော့အခုချိန်မှာဒီငလျင်ဘေးနဲ့အားလုံးကလည်းလေအဆင်မပြေကြဘူးစိတ်တော့ကတွေရောက်နေကြရတာလည်းသိပါတယ်ဒါပေမဲ့စကားတင်တဲ့ရက်ဆိုတော့လည်းသူ့ရဲ့အစီအစဉ်တိုင်းသွားရတာဖြစ်တဲ့အတွက်အဲဒီလိုပဲတင်သွားရတာပေါ့နော်ဆိုတော့အဆင်ပြေကြမယ်အားလက်ချိန်လေးများရှိကြမယ်ဆိုလို့ရှိရင်တော့လူတို့ဖန်တီးထားတဲ့အမှုပညာလေးကိုလာပြီးကြည့်ရှုခန်းစားပေးပါကဲဖြတ်ပေးပါလို့ပြောချင်ပါတယ်